မြင်းတကောက်မှာ360ဒီဂရီမြင်နိုင်တဲ့မျက်လုံးတွေရှိတယ်ဆိုရင်ပြိတက်ကြီးလိုယုံကြမလားတကယ်တော့လူသားတွေခဲဆက်ဆက်အသုံးပြုခဲ့တဲ့မြင်းတွေမှာလုံးဝထင်မထားလောက်တဲ့အံ့ဩဖွယ်ရာစွမ်းရည်တွေရှိခဲ့ကြပြီးတော့တချင်တော့ကဆိုရင်တော့စစ်ဗျင်တပားဖြစ်တောင်မှတင်စားခံခဲ့ရပါတယ်။ဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုမှာတော့လုံဝကုမနာကသွားရမယ်မြင်းလေးတွေရေထူရဆွမ်းရည်တွေအကြောင်းနဲ့မြင်းတဲ့လူသားရဲ့အကြာဆက်နွယ်ခဲ့ဖို့တဲ့အံ့ဩဖွယ်ရာတမိုင်းချောင်းတွေကိုကျွန်တော်ရဲ့ကိုရဲမြမ Channel လေးကနေတက်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့တင်းရဲ့ပါဇက်ကိုအဟောင်းသားဖြစ်သွားစေမယ့်ချက်ကတော့ True Brand မြင်းတကောင်ကတနာယီကို53ပိုင်းပြေးနိုင်ပါတယ်။ဒါဟာမော်တော်ဆိုင်ကယ်တစ်စီးစာလောက်ကိုလှင်မြန်တဲ့ပမာဏဖြစ်ပြီးတော့1945ခုနှစ်တုန်းကဆိုရင်တော့ Winnie Bruce ဆိုတဲ့မြင်းတီဟာတနာယီကို54မိုင်နီးပါးကိုပြေးပြီးတော့ကမ္ဘာမြန်ဆုံးမြင်းဖြစ်ကိုမှ Greenwich Sanjin တင်ခဲ့ပါတယ်။ဒါပေမဲ့လို့မြင်းတွေကိုလူကြိုက်တွေးစီခဲ့တဲ့အချက်ကတော့မြန်လို့တခုတည်းမဟုတ်ပါဘူးမြင်းတွေမှာ360ဒီဂရီလှည့်ပတ်ကြည့်နိုင်တဲ့မျိုးလုံးတွေရှိတဲ့ပြေကောမှလေတိုက်နှုတ်ကိုလည်းကောင်းကောင်းတွက်ဆနိုင်တဲ့နေရွက်တွေလည်းပါရှိပါသည် ဒါကြောင့်မိုင်းနေဆယ်အဝေးကနေတရွေ့ရွေ့ပြေးလာတဲ့မုံတိုင်းရဲ့လေရှင်ကိုတော့မှကြိုတင်သိရှိနိုင်ပါတယ်။ပို့ပြီးတော့အံ့ဩဖို့ကောင်းတာကတော့မြင်းတွေရဲ့ခြေထောက်တွေဟာမြေကြီးတုံခါမှုခံစားစေနိုင်တာမို့လို့အဝေးကနေပြီးတော့ရန်သူပြေးလာတဲ့ခြေလမ်းကိုမရောက်ခင်ကတည်းကကြိုတည်ပြီးတော့အကင်းပါးစာနဲ့ကိုရှောင်တိမ်နိုင်ပါတယ်။ ဒီချက်တွေကြောင့်ပဲမြင်းတွေကိုလူသားဘဝရဲ့အရေးပါဆုံးတရိษံဖြစ်ကုန်မှာလွန်ခဲ့တဲ့နှစ်ပေါင်း6000ကျော်ကတည်းကကိုတတ်မှတ်ခဲ့ပြီးတော့ရှေးဦးလူသားတွေဟာမြင်းကိုအမဲလိုက်ရမှာအုံပြုခဲ့ကြသလိုစိုက်ပျိုးရေးဆက်ရင်တည်ယူပို့ဆောင်ရင်းနဲ့ယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲတွေမှာလည်းမရှိမဖြစ်ကုန်မှာအုံပြုခဲ့ပါရင် ဓာပြင်ကုန်မှာ acquired assisted therapy လို့ခေါ်ရင်မျိုးတွေကိုအသုံးပြုထားရတဲ့ယောဂကုထုံးဟာလေစိတ်တန်ရာစိုးရိမ်စေနဲ့ autism ယောဂရှိတဲ့သူတွေကိုကုသရမှာထိရောက်မှုရှိကြောင်းလေ့လာချက်တွေကတည်တည်ပြခဲ့ပါတယ်။ဒါကြောင့်မလို့မျိုးတွေကိုအသုံးဝင်တဲ့တရားအဖြစ်သတ်မှတ်ပြီးတော့ပထမဆုံးမျိုးတဲ့အရက်ကတော့ဗဟုအားရှာပဲဖြစ်ပါတယ်။ မှန်တမ်းတွေအရဆိုရင်တော့ BC 3500ကတည်းကဘူတိုင်းလူမျိုးတွေဟာမင်းတွေကိုအတုံးချတတော်ဖြစ်ကုန်မှစတင်ဝင်မျိုးခဲ့ကြပါရင်အဲဒီနောက်မှာတော့မင်းတွေဟာတစားတစားနဲ့ကိုပါရောမအင်ပါယာမွန်ဂိုအင်ပါယာစတဲ့နိုင်ငံပေါင်းချုပ်တွေထူထောင်တဲ့နေရာမှာတော့မှအဓိကကဏ္ဍကနေနေရာယူလာတဲ့ထိကုန်မှအရေးပါခဲ့ပါရင်တမိုင်းမှာဆိုရင်ဂျင်ခေခန်မင်းစီတက်တွေဟာကမ္ဘာမြေပြင်အများပြားကိုသိမ်းပိုင်နိုင်ခဲ့ပါရင်ဒါကြောင့်မလို့ဥရောပတိုက်မှာမြင်းတွေမရှိခဲ့ဘူးဆိုရင်တော့ခေတ်တည်ရင်ကျင်းမှုဖွံ့ဖြိုးမှုနှောင့်နှေးနိုင်တယ်လို့တော့မှာတမိုင်းပညာရှင်တွေကယုံကြည်ထားကြပါတယ် ဒီလိုမျိုးမြင်းတွေကိုဖွဲ့စည်းမှုဖွံ့ဖြိုးတိုးတက်မှုအတုံးပြုတဲ့နေရာတွေမှာလည်းမြင်းမျိုးစစ်အရေအတွက်ဟာအမျိုးစားလိုက်ကိုမှ300ကျော်ကျွဲပြပါပြီ။အဲ့ဒီအထဲမှာမှာ RVN မြင်းဟာလည်းကဘာအလှပါဆုံးမြင်းလို့သတ်မှတ်ခံရပြီးတော့ကရောင်းကြိုက်နိုင်တဲ့ပပြင်းနဲ့ခွန်အားပြေးဝတန်ပါတဲ့ကိုရဲမျိုးကိုပိုင်ဆိုင်ထားပါပြီ။ Trobrelu ခေါ်တဲ့မြင်းကတော့ပြိုင်ပွဲတွေမှာနာမည်ကြီးပြီးတော့တွေးလေပတ်မှုတအားလဲကောင်းတယ်လို့ကြွက်သားတွေဖွံ့ဖြိုးချက်ကလည်းလူတိုင်းမျက်စိကြားရတဲ့အထီးပါပဲ။ ရှာရင်လို့ခေါ်တဲ့မြင်းကတော့ကဘာကြီးဆုံးမြင်းမျိုးစစ်ဖြစ်ပြီးတော့ယနေ့တိုင်ကိုမှထင်ရှားနေပြီးတော့ရှေးခါကလေယာလုပ်ငန်းတွေမှာတည်ယူပို့ဆောင်ရေးတမိုင်းတစ်ချောင်းတတော်ကိုမှရေးပါခဲ့ပါ යි ။ Shevsky Hall ဆိုတဲ့မွန်ဂိုလီးယားဒေတာမှာတွေ့ရတဲ့ကဘာတစ်ခုတည်းသောရှေးဟောင်းမြင်းရိုက်မျိုးစစ်ကတော့တိုက်ပွဲတွေအတွက်အင်မတန်ကိုတုံးလို့ကောင်းတဲ့မြင်းတွေဖြစ်ခဲ့ပြီးတော့စိတ်မကောင်းစရာကတော့ယနေ့ခေတ်မှာတော့တတော်လေးကိုမှရှားပါလာခဲ့ပြီလည်းဖြစ်ပါ යි ။ကေပရိတ်တို့ရေဒါကတော့လူတိုင်းဝိုင်းတစ်ခုလုံးကိုမြင့်တင်ပေးခဲ့တဲ့ထူးခြားစွမ်းရည်ပြင်းနဲ့တမိုင်းနဲ့ကမြင်းရိုင်းတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Thank you.